ျွန်တော်အရင်ရက်ကတင်လိုက်တဲ့ဒီဝန်ထမ်းရှာတဲ့ post ပေါ့ဒီပြိုးဥယျာဉ်အတွက်ဝန်ထမ်းရှာတဲ့ post မှာဘယ်လိုနေရာမျိုးမှာအလုပ်လုပ်ရမလဲအဲဘယ်လိုပုံစံမျိုးလေးအလုပ်လုပ်ရမလဲဆိုတာကျွန်တော်ဒါမေးကြတယ်ပေါ့မေးကြတော့ကျွန်တော်အနေနဲ့ဒါ video reply လေးနဲ့ပဲဒါပြန်ပေးလိုက်ပါတယ်ဗျဒါတော့လောက်ရမဲ့ခြံပေါ့ဒါပြင်းလို့မျိုးဒါ niche scan မှာရှိပါတယ် niche scan မှာရှိပါတယ်ဒီခြံထဲမှာပဲဒါအလုပ်လုပ်ရမှာဖြစ်ပါတယ်ဒီခြံထဲမှာကျွန်တော်တို့အနေနဲ့ ဒါလှုပ်ရှားလုပ်မယ်ဆိုရင်အလုပ်မဝင်ခင်ဒါ interview အရင်ပေါ့ဝင်ပေးရပါမယ် interview အရင်ဝင်ပြီးတော့ကျွန်တော်တို့ဒါသဘောကျတယ်ဗျဆိုရင်တလအစမ်းခန့်ပါမယ်တလအစမ်းခန့်ပြီးတော့မှကျွန်တော်တို့အာကျွန်တော်ဒီအလုပ်လုပ်နိုင်တဲ့အပေါ်မူတည်ပြီးတော့စာချုပ်ချုပ်မှာပေါ့2လ3လသို့မဟုတ်အဲ့လောက်တော့ချုပ်ပေးရမှာပေါ့အနည်းဆုံးချုပ်ပေးရမှာဖြစ်တယ်အဲပြီးတော့ဒါကျွန်တော်တို့ဒီချက်မှာအလုပ်စပြီးတော့ဆင်းလို့ရပြီပေါ့ နောက်ဆက်စဉ်းစားချင်းတော့ကျွန်တော်တို့အနေနဲ့ဒါအာဒီ channel မှာဆိုရင်ဒါပေါင်းအရင်နှုတ်တာတို့ဒါလိုအပ်တဲ့နေရာလေးတွေမှာအာဒီအလုပ်လုပ်တာတို့ရှိမှာပေါ့ဒါဒီလိုပြိုးအိတ်လေးတွေဒါဆိုအဲ့အသေးဖြစ်နေအသေးရနေပြီးတော့အကြီးချိန်းတာမျိုးလေးတွေလည်းလုပ်ရမှာပေါ့အစုံတော့အာလိုအပ်တဲ့လိုမျိုးလေးတော့အလုပ်ပေးရမှာပေါ့လိုအကြီးချိန်းတာမျိုးလေးတွေအဲ့လိုလေးလုပ်ပေးရမှာတော့ရှိတယ်ခါလေးကြလို့ရှိရင်ဒီအပင်တွေကိုဝယ်တူလာလို့ရှိရင်ဒါနောက်ကနေအဲ့လိုမျိုးလိုက်တင်ပေးရတာမျိုးကြီးလည်းရှိတယ်တဲ့နောက်ပြီးတော့ဒါ ိုးချံဆိုတဲ့အတွက်ဒါစက်မြေပေါ့ဒီတဘာဝမြေဆွေးဆက်တာမျိုးလေးနေလောက်ရတာကြီးလည်းရှိတယ်လောက်ကတော့တသမတ်သေးပုံသေးတခုတည်းလောက်ရတာမျိုးတော့မဟုတ်ပေါ့တခါကြရင်လည်းပြိုးချံဆိုဒီလိုမျိုးပြိုးပင်လေးတွေကိုလိုက်ပြီးတော့အာမြေဆွေးဆေးလေးလိုက်ပြိုးပေးရတာမျိုးလေးကြီးလည်းရှိတယ်သူလိုအပ်တယ်လို့လေးပေါ့တခါလေးကြလို့ရှိရင်လည်းဒါအပြင်ဒီအပင်လေးတွေကိုကျွန်တော်တို့အပင်အပြင်ဝယ်သူကနေပြီးတော့ customer ကနေပြီးတော့ site quad တွေပါတယ်အဲ့တယ်ဆိုရင်လည်းဒါလိုက်ပြီးတော့ စိုက်ပေးရမျိုးမျိုးတွေရှိတယ်ပေါ့အဲ့လိုစိုက်ပေးရနေမျိုးဆိုရင်တော့ကျွန်တော်အာပို bonus လေးတွေရတယ်ပေါ့ bonus မိုးလေးတွေရတယ်ပေါ့ဒါကတော့တော့မချန်ရဲ့ဒါဟိုပေါ့လောက်ခန်းခွေနေထားလေးကျွန်တော်ပြပေးနေတာဒါတော့အာကျွန်တော်ဒီစက်မြေခေါ်မှာပေါ့စက်မြေဆက်ပြီးတော့အပင်နေအချင်းလာရှိတဲ့ဒီစက်မြေတွေကိုဒီလိုမျိုးအိမ်နဲ့ထုတ်ပြီးတော့ဝယ်သူလာလို့ရှိရင်ဒါအစင်းသိမ်းရောင်းနိုင်အောင်ဒီလိုမျိုး အလုပ်တွေမရှိတဲ့အချိန်မျိုးမှာဆိုရင်စရတာမျိုးကြီးလည်းရှိတယ်။အချိန်ရလုပ်ငန်းခွင်နေထားလေးကျွန်တော်ဒါအသေးစိတ်လေးလိုက်ပြပေးနေတာ။ဒီ channel ထဲမှာလောက်အောင်မှဖြစ်တယ်။လောက်အောင်မှဖြစ်တယ်။အဲ့တော့အပင်လေးပေါ့။ချိုးပင်လေးကြလို့ရှိရင်အရန်ကြီးတယ်အရန်ကြီးထွားလာလို့ရှိရင်ဒါကက်ကြီးလေးနဲ့လိုက်ကြိုက်ပြီးတော့ပုံပြင်ပေးရတာမျိုးလေးကြီးလည်းရှိတယ်။သူ့နေရာနဲ့သူ့လိုအပ်တဲ့လိုလေးပေါ့။ကျွန်တော်တို့ကဒါတွေကိုအာစက်ပြိုးရေးဝါသနာပါတယ်။စက်ပြိုးအကြောင်းအသိအသိနားလေတယ်။စက်ပြိုးအကြောင်းအသိအသိနားလေတာအောင်မှ အာလောက်ချင်ခိုင်စိတ်ရှိရဆိုကျွန်တော်အနေနဲ့ဒါအစင်းစင်းတင်ပေးသွားမှာဖြစ်တယ်တင်ပေးသွားပြီးတော့ဒါလုံးလုံးကြရမှာဖြစ်တယ်တကယ်လို့အဝေးကနေလာတဲ့မိတ်ဆွေအနေနဲ့နေစရာအခက်အခဲဒီမှာရှိတယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ကဒါနေစရာစီစဉ်ပေးမှာဖြစ်တယ်နေစရာကတော့ကျွန်တော်တို့နောက်တစ်ချံမှာထားပေးမှာဖြစ်တယ်ဒါကြောင့်ချံရဲ့အနေထားလုပ်ငန်းကွင်အနေထားလေးကိုကျွန်တော်ပြပေးနေတာ ကဲအဲ့ဆိုရင်ကျွန်မိတ်ဆွေအနေနဲ့ဒီမှာအခြားရဲ့ဝိဒေသားပဲဖြစ်ဖြစ်ဒီပြင်းလို့မြို့နယ်ထဲရပဲဖြစ်ဖြစ်အလုပ်လုပ်ကြရင်ဆိုရင်ဒါယောက်ျားလေးလည်းမလိုလားလဲမေးတာရှိတယ်ယောက်ျားလေးလည်းလိုအပ်ပါတယ်ယောက်ျားလေးလည်းအချိန်လေးပေါ်မူတည်ပြီးတော့ကျွန်တော်ခေါ်ပါမယ်မိန်းကလေးဆိုရင်ပိုကောင်းပါတယ်မိန်းကလေးအခုလောလောဆယ်တော့ကျွန်တော်၄ယောက်အထိတော့ခေါ်ထားတာဖြစ်ပါတယ်ကျွန်တော်လက်ရှိ channel မှာဝန်ထမ်းတွေလည်းရှိပါတယ် တို့ကတော့လော့ဆယ်သတင်းကျုပ်ပိတ်ရက်နဲ့အိမ်ပြန်သွားတဲ့အတွက်ကျွန်တော်တို့ဒါနောက်ထပ်လူသေးလေးတွေဒါထက်ခေါ်နေရပဲဖြစ်ပါတယ်အာလောက်လောက်ချင်းကာကြီးစိတ်ရှိပြီးတော့စိုက်ပျိုးကြောင်းဝါသနာပိုင်ကျွန်တော်အနေနဲ့ကျန်တဲ့အားလုံးသင်ပေးတော့မှာဖြစ်ပါတယ်အဲ့ဒီတစ်ချက်ပဲလုပ်ပါမယ်ကဲအဲ့ဒါဆိုရင်ကျွန်တော်ဒါဘလို့နေရာမျိုးမှာအလုပ်လုပ်ရမှာလဲဆိုတာကိုဒါကျွန်တော်မိတ်ဆွေအနေနဲ့ဒါဒါကျွန်တော်အသေးစိတ် channel ကို like ပြပေးလိုက်တာဖြစ်ပါတယ် ရွေးရနေလာမယ်ဆိုရင်တော့ကျွန်တော်နေစရာစီစီလေးမယ်စားတော့စရာတော့အာဇေငိအပြည့်အဝတာဝန်တော့အာမယူပေးသေးတိုင်အောင်ကျွန်တော်အနေနဲ့လိုအပ်တဲ့ sensor စားထောက်ပံ့ပေးတာမျိုးလေးတော့အဲလိုအပ်တာမျိုးထပ်ထပ်ပို့ပြီးတော့လုပ်ပေးတာမျိုးတော့ရှိပါတယ်အားလေးကြီးလည်းအဲ့ဒီအတွက်ဒါအဆင်ပြေမယ်လို့ယူဆလို့ရနေစရာနဲ့စားတော့စရာစီစဉ်ပေးထားရပေါ့အပြည့်အဝကြီးတော့မဟုတ်ပေါ့ဗျာအဲ့လိုမျိုးပေါ့ဟုတ်ဟုတ်အဲ့ဆိုရင်ဒါဒီ နေကျွန်တော်တို့ကတော့အဓိကခေါ်ချင်တာကတော့ဟိုနေစားဆိုတာမျိုးထက်အာလာပေးပုံစံမျိုးလာပေးတော့မဟုတ်ဘူးအာလာခစားပုံစံမျိုးကိုလည်းခေါ်ခေါ်ချင်အဓိကခေါ်ချင်တာဖြစ်ပါတယ်နေစားအနေနဲ့ကျွန်တော်ရဲ့မိတ်ဆွေအနေနဲ့နေစားလဲလှုပ်ချင်တယ်ဆိုရင်နေစားလဲရပါတယ်ခင်ဗျာရက်မမှန်ဆင်းတယ်လို့ရှိရင်တော့အာဆယ်ရက်တစ်ခါဆင်းလို့ဆယ်ရက်ထိရက်မှန်တယ်ဆိုရင်ရက်မှန်ကြီးတရက်ဘယ်လောက်ဆိုပြီးကျွန်တော်တို့သတ်မှတ်ထားတာရှိပါတယ်အဲ့အတိုင်းပြီးသွားမှာဖြစ်ပါတယ်ကဲဒီဦးနေမှာကျွန်တော်အလုတ်လုပ်ချင်တယ်ဆိုရင်အလုတ်ကတော့ဒါ တနစ်ပတ်လုံးပေးနိုင်ပါတယ်ခင်ဗျာတနစ်ပတ်လုံးခေါ်နိုင်ပါတယ်တနစ်ပတ်လုံးလည်းရှိပါမယ်နေ့စဉ်တိုင်းလည်းရှိပါမယ်ကဲအလုပ်လုပ်ဖို့အလုပ်ရှာနေတဲ့သူများကျွန်တော် post ကိုမြင်ပြီးတော့ကျွန်တော် video ကိုမြင်ပြီးတော့လာရောက်ပြီးတော့သိစိတ်ကိုမြင်မြန်စုံစမ်းနိုင်ပါတယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်က3996 4လုံး6418ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်